ဒီကဘာမှာယူကရိန်းစစ်ပွဲဟာကပ်ဘေးတစ်ခုလိုဖြစ်နေပါဗျ။ယူကရိန်းသမ္မတဇယ်လန်စကီးကသူ့နိုင်ငံဟာစစ်ပွဲရဲ့စည်ရေးကိုထောက်ခံတယ်လို့ပြောခဲ့ပေမဲ့နောက်ပိုင်းမှာတော့ရုရှားကယူကရိန်းကိုဒရုန်းတွေနဲ့တိုက်ခိုက်လိုက်ပြီလို့ပြောပါဗျ။ရုရှားကလည်းယူကရိန်းကအရေးပါတဲ့လေယာဉ်ဝင်းကိုဒရုန်းတွေနဲ့တိုက်ခိုက်တယ်လို့ဆွဆွဲပါဗျ။ဒီလိုနဲ့နှစ်နိုင်ငံဟာတယောက်ကိုတယောက်အပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပြည်သူအဆောက်အုံတွေကိုပျက်စီးတယ်လို့ဆွဆွဲနေကြပါဗျ။ယူကရိန်းနဲ့ရုရှားသား 30ရက်စစ်ပွဲရစရေးဖြစ်နိုင်ခြေဟာမျှော်လင့်ချက်တစ်စက်လို့ထင်ရပေမဲ့ဒေါ်နယ်ထရန့်နဲ့တွေ့ဆုံပြီးတနားရီအကြာမှာပဲဗလာဒီမာပူတင်ကဒီမျှော်လင့်ချက်ကိုခြေမှုန်းဖြန့်စည်းပစ်လိုက်ပါတယ်။ရုရှားတုံးကြီးတွေနဲ့ဒရုန်းတွေဟာယူကရိန်းကိုမိုးရွာသလို တိုက်ခိုက်လိုက်ပါတယ်။ KF ကလည်းဒီအခြေအနေကိုကြိုတင်မြင်ခဲ့ပြီးသားပါ။ယူကရိန်းသမ္မတဇယ်လန်စကီကလုံးဝစစ်ပွဲရစရေးကိုတောင်းဆိုခဲ့ပြီးတစိမ့်တစ်ပိုင်းစစ်ပွဲရစရေးကိုဆွေးနွေးတာဟာနောက်ပြန်ဆုတ်တာလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ပူတင်ကတော့ တခြားရည်ရွယ်ချက်တွေရှိနေပါတယ်။မော်စကိုရဲ့တိစာဖောက်မှုဟာ KF မှာ အမျက်ဒေါသပောက်ကွဲမှုတွေကို ဖြစ်စေခဲ့ပါတယ်။ယူကရိန်းကလည်းရုရှားရဲ့တိုက်ခိုက်မှုကိုချက်ချင်းပဲတုံ့ပြန်ခဲ့ပါတယ်။ Angus နဲ့ Krasnodar မှာရှိတဲ့အရေးပါတဲ့စစ်ရေးအဆောက်အအုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အကြီးမားဆုံးတိုက်ပွဲကတော့ Crimea မှာရှိပါတယ်။ယူကရိန်း drone တွေဟာ Crimea ကရုရှားလေကြောင်းကာကွယ်ရေးစနစ်ကိုဖျက်ဆီးလိုက်ပြီး radar တွေကိုအလုံးမလုံးစေတော့ပါဘူး။ ဒီတိုက်ခိုက်မှုရဲ့အကြီးမားဆုံးအချက်ကတော့ပင်လယ်နက်ရဲ့အလယ်မှာဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့တိုက်ပွဲတွေမှာပျက်စီးဆုံးရှုံးမှုတွေများစွာရှိခဲ့တဲ့ရုရှားရဲ့ပင်လယ်နက်တပ်ဖွဲ့ဟာနောက်ထပ်စစ်သည်မော်တစီပျက်စီးသွားခြင်းနဲ့အတူပိုပြီးအထိနာခဲ့ရပါတယ်။ဒီနောက်ဆုံးတိုက်ခိုက်မှုဟာပူတင်ရဲ့ခရိုင်းမီးယားဆုံးရှုံးမှုကိုကြောက်နေတဲ့အရာကိုအမှန်တကယ်ဖြစ်လာနိုင်စီမလား။ရုရှားကဒီတုံ့ပြန်တိုက်ခိုက်မှုကိုဘယ်လိုတုံ့ပြန်နိုင်မလဲပထမဆုံးအနေနဲ့ ယူကရိန်းရဲ့ခရိုင်းမီးယားကျွန်းတွေကိုတိုက်ခိုက်မှုတွေရဲ့အသေးစိတ်တွေကိုသုံးသပ်ကြည့်ရအောင်ယူကရိန်းကာကွယ်ရေးထောက်လှမ်းရေးအဖွဲ့ကကမီကာစီဒရုန်းတွေနဲ့ခရိုင်းမီးယားကရုရှားစစ်စင်ရေးအဆောက်အုံ20ကျော်ကိုတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုမှာသုံးခဲ့တဲ့ကမီကာစီဒရုန်းတွေဟာပုံမိုတိကျတဲ့ပြစ်မှတ်ထားဖို့နဲ့ရွေရှားနေတဲ့ပြစ်မှတ်တွေကိုဖျက်ဆီးဖို့ကင်မရာတပ်ဆင်ထားပါတယ်ဒရုန်းတွေရဲ့အဆင့်မြင့်ပစ္စည်းတွေကြောင့်ဒီတိုက်ခိုက်မှုဟာပုံမိုထိရောက်မှုရှိပါတယ် ရုရှားရဲ့လေကြောင်းနဲ့ရေတပ်စွမ်းအားတွေကပြင်းထန်စွာပျက်စီးခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုရဲ့အထင်ရှားဆုံးအချက်ကတော့ Feeder Ruben ဆိုတဲ့ဆွဲသင်္ဘောပါ။ဒီဆွဲသင်္ဘောကို2010ခုနှစ်မှာတည်ဆောက်ခဲ့ပြီး Ukraine ရဲ့ဆိုးရပိုင်းရေနံတန်းငွေကုမ္ပဏီ Komono Fodas ကလုတ်ကင်ခဲ့တာပါ။ဒါပေမဲ့ခရိုင်းမီးယားကိုရုရှားသိမ်းပိုက်ပြီးနောက်မှာဒီသင်္ဘောဟာရုရှားရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားခဲ့ပါတယ်။ ဒီသင်္ဘောကိုတိုက်ခိုက်မှုကိုပထမဆုံးချိန်2024ခုနှစ်ဒီဇင်ဘာလမှာသတင်းထုတ်ပြန်ခဲ့ပြီးဒရုန်းဟာသင်္ဘောရဲ့မျက်နှာပြင်အထက်ပိုင်းကိုထိမှန်ကပျက်စီးမှုဖြစ်စေခဲ့ပေမဲ့သင်္ဘောမနစ်မြုပ်ခဲ့ဘူးလို့ဆိုပါတယ်။အခုလက်တလောထုတ်လုပ်လိုက်တဲ့ဗီဒီယိုမှာတော့ FPV ဒရုန်းတိုက်ခိုက်မှုတွေမှာမြင်တွေ့နေကြပုံရိပ်တွေကိုတွေ့နေရပါတယ်။ဒရုန်းဟာအမြန်နှုံးနဲ့ပြင့်ပတ်စီကိုချင်းကပ်လာပြီးထိမှန်ကန်ဒီမှာဆက်သွယ်ရေးအချက်ပြမှုပြတ်တောက်သွားတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။ ဒီ Ukraine drone တွေရဲ့ရုရှားရဲတပ်ကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်ဆိုတာကိုအတည်ပြုနေပါတယ်။ဒီတိုက်ခိုက်မှုမှာရုရှားဆွေတင်မော်တစ်စီးဟာလုံးဝပျက်စီးသွားခဲ့ပြီး C4236 project ကတည်ယူပို့ဆောင်ရင်းနဲ့ဆွေတင်မော်တစ်စီးကလည်းပြင်းထန်စွာပျက်စီးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကို Ukraine ရဲ့ရဲတပ် drone တွေဖြစ်တဲ့ Sea Baby သို့မဟုတ် Makarov 5 USPS တွေနဲ့လှုပ်ဆောင်ခဲ့တာပါ။ ယူကရိန်းထောင်လိုင်းရေးအဖွဲ့ကထုတ်ပြန်လိုက်တဲ့ဗီဒီယိုမှာဒီအချက်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်။ယူကရိန်းရဲ့အဓိကထောင်လိုင်းရေးညွှန်ကြားမှု Main Intelligence Directorate က Crimea မှာရှိတဲ့ရုရှားလေကြောင်းကာကွယ်ရေးစနစ်တွေအားနည်းသွားတာကိုပြသတဲ့ဗီဒီယိုတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ဒီဗီဒီယိုဟာ3မိနစ်ကြာပြီးဒီချိန်တွင်းမှာ drone တွေနဲ့ radar စနစ်အများပြားကိုဖျက်ဆီးနိုင်နေတာကိုမြင်တွေ့ရပါတယ်။ထောင်လိုင်းရေးဖွဲ့ရဲ့အဆိုအရပျက်စီးသွားတဲ့စနစ်တွေထဲမှာ ရေဒါနဲ့လေကြောင်းကာကွယ်ရေးစနစ်တွေလည်းပါဝင်ပါတယ်။အထူးသဖြင့် Panther S1 ဒုံးကျည်စနစ်၃ခုနဲ့ MI8 ရဟတ်ယာဉ်တစ်စီးလည်းပျက်စီးခဲ့ပါတယ်။ဒါအပြင် 48-yard 6K1 Portlet လေကြောင်းကာကွယ်ရေးရေဒါစနစ်၂ခု 1L125 Nobian SP ရေဒါစနစ်၂ခုနဲ့ 39N6 Caster 2E2 ရေဒါစနစ်၃ခုလည်းဖြတ်စည်းခံရပါတယ်။ Lions 19 Amber Radar ရဲ့မီးထိန်ချုပ်မှုစနစ် Nibo M 59 and 6E Podivin GE နဲ့ Mice Radar တွေလည်းပြက်စီးခဲ့ပါတယ်။ Radar တွေပြင် S300 SP စနစ်ရဲ့ဒုံးလွှတ်စင်နဲ့ SD68 Radar 39 and 6 Caster 2E2 Radar ရဲ့ညွှန်ကြားရေးစင်တာတွေလည်းထိမှန်ခဲ့ပါတယ်။စုစုပေါင်း Radar Scan 12ခုဟာဖျက်ဆီးခံခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုတွေဟာရုရှားရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုတိတိတသားအားနည်းသွားစေခဲ့ပြီး ယူကရိန်းရဲ့စစ်ရေးစွမ်းဆောင်ရည်တွေကိုထင်ဟပ်စေခဲ့ပါတယ်။ဒီရေဒါစကန်တွေဟာအမြင့်အမျိုးမျိုးမှရှိတဲ့လေကြောင်းနယ်မြေတွေကိုထိန်းချုပ်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးတော့အထူးသဖြင့်ယူကရိန်း drone တွေနဲ့ cruise drone တွေကိုတိုက်ထုတ်ဖို့အတွက်ဖြစ်ပါတယ်။ဖြတ်စည်းခံလိုက်ရတဲ့ပစ္စည်းတွေရဲ့စုစုပေါင်းတန်ဖိုးဟာ American dollar တန်း900ကျော်လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ဒီနေရာမှာအဓိကချက်ကငွေကြေးတန်ဖိုးမဟုတ်ဘဲဒီပစ္စည်းတွေကိုရုရှားတွေအနေနဲ့ပြန်လည်ပြင်ဆင်ဖို့အလွန်ခက်ခဲတယ်ဆိုတာပါ။ ဒါဆိုဘာလို့ဒီတိုက်ခိုက်မှုတွေမှာရေဒါတွေကို ပို့ပြီးဥတီပြစ်မှတ်ထားတာလဲရေဒါမရှိဘူးဆိုရင်ဘယ်လီတောင်းကာကွယ်ရေးစနစ်မှရန်သူရဲ့တိုက်ခိုက်မှုတွေကိုထိထိရောက်ရောက်တုံ့ပြန်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုကိုတိုက်ပွဲအင်အားအဖြစ်ကနေဖယ်ရှားဖို့လိုတဲ့အခါတိုက်ခိုက်မှုကိုဒုံးလှုပ်စင်တွေကိုဥတီတာမဟုတ်ဘဲရေဒါစကန်ကိုဥတီတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဖြတ်စည်းခံလိုက်ရတဲ့ပြစ်မှတ်တွေထဲမှာရေဒါစကန်တွေကအများကြီးပါနေပြီးလေကြောင်းကာကွယ်ရေးဒုံးကြီးစနစ်တွေကနည်းနေတာပါ။ ဒီလိုဆုံးရှုံးမှုဟာရုရှားတပ်ဖွဲ့တွေအတွက်ဘလောက်နာကျင်စီမလဲ။ဘာတွေဖြစ်လာနိုင်မလဲ။ပထမဆုံးအနေနဲ့ဒါကိုနားလည်ဖို့လိုပါတယ်။ရုရှားဖက်ဒရေးရှင်းမှာ radar scan တွေထုတ်လုပ်မှုဟာလေကြောင်းကာကွယ်ရေးစနစ်တွေထုတ်လုပ်မှုနဲ့လုံးဝကွာခြားတယ်ပါတယ်။ရုရှားတွေဟာလေကြောင်းကာကွယ်ရေးစနစ်တွေကိုတိတ်မထုတ်လုပ်နိုင်ဘူးဆိုတာသိထားပြီးသားပါ။အမှန်တကယ်ကရုရှားကိုစီးပွားရေးပိတ်ဆို့မှုတွေမပြောင်းခင်ကတည်းက radar ထုတ်လုပ်မှုဖြစ်စဉ်ဟာလူဝင်အားအများကြီးလိုအပ်ပြီးတယံဇာတ်တွေလည်းအများကြီးလိုအပ်ပါတယ်။ အခုလက်ရှိအချိန်ဒီမှာဆိုရင်ပိုဆိုးပါတယ်ရုရှားမှာလေကြောင်းကာကွယ်ရေးစနစ်တွေဟာစစ်ရေးဆက်မှုလုပ်ငန်းကထုတ်လုပ်တဲ့ပစ္စည်းတွေထဲမှာအကျန်းအဖြစ်အမျိုးအစားလိုက်အနည်းဆုံးပါရေဒါထုတ်လုပ်မှုကတော့ပို့ပြီးရှုပ်ထွေးပြီးထုတ်လုပ်မှုနဲ့ပတ်သက်တဲ့အခက်အခဲတွေနဲ့ပစ္စည်းရှားပါမှုတွေကြောင့်ပိုခက်ခဲပါတယ်ဒါကြောင့်ရေဒါစကန်တစ်ခုဆုံးရှုံးသွားရင်ရုရှားကဒါကိုထုတ်လုပ်မှုကနေအစားထုတ်ဖို့မျှော်လင့်ထားတာမဟုတ်ဘဲတခြားတပ်ခွဲတစ်ခုကလေပတ်တဲ့စနစ်ကိုဖြုတ်ယူပြီးအစားထိုးတာပါ ဒီလိုဆုံးရှုံးမှုတွေဟာရုရှားတပ်ဖွဲ့တွေအတွက်ကြီးမားတဲ့အားအနေချက်ဖြစ်စေပြီးသူတို့ရဲ့လေကြောင်းကာကွယ်ရေးစွမ်းရည်ကိုတိတိတသားကျဆင်းစေနိုင်ပါတယ်။ဒါအပြင်ဒီလိုဆုံးရှုံးမှုတွေကြောင့်ရုရှားရဲ့စစ်ရေးစွမ်းဆောင်ရည်တွေကိုပုံမအားနည်းလာနိုင်ပြီးယူကရိန်းရဲ့တိုက်ခိုက်မှုတွေကိုပုံမထိရောက်စွာခံနိုင်ရည်ရှိလာနိုင်ပါတယ်။ရုရှားရဲ့နောက်တန်းနေမြေတနေရာမှာလေပတ်နေတဲ့စနစ်ကိုဖျောက်ယူပြီးတိုက်ပွဲဆန်းဆောင်ရေးဆုံးရှုံးသွားတဲ့တပ်ခွဲကိုလွှဲပြောင်းပေးလိုက်တာပါ။ ခရိုင်းမီးယားမှာလုံဆောင်ချက်ရက်စဲထားတဲ့ radar scan တွေရဲ့စီးရင်မှာတာမန်ပြည်သူတယောက်တောင်မြင်နိုင်တဲ့မတူညီတဲ့နံပါတ်တွေအများကြီးပါနေပါတယ်။ဒါဟာအံ့ဩစရာမဟုတ်ပါဘူး။ဥပမာအဖြစ် Nibo M နဲ့ Castor 2E2 radar တွေကဒီအချက်ကိုထင်ဟပ်နေပါတယ်။အမှန်တကယ်က S300 သို့မဟုတ် S400 လေကြောင်းကာကွယ်ရေးဒုံးကြီးစနစ်တွေပါဝင်တဲ့လေကြောင်းကာကွယ်ရေးတပ်ခွဲရဲ့ပစ္စည်းတွေထဲမှာ92 and 2E setter control radar နဲ့ 91 NCE Secular Surveillance Radar တို့ပါဝင်ပါတယ်။ဒါ့ပြင် Crimea ကိုပုံမှန်ပြန်တမ်းမှုတွေစတင်ပြီးနောက်မှာဒီ Radar Scan တွေရဲ့အရေးအတွက်ဟာလျော့နေသွားခဲ့ပါတယ်။တကယ်တော့ 91NCE တွေဟာတပ်မတစ်ခုအတွက်တောင်မလုံလောက်တော့ပါဘူး။ဒါကြောင့်လေကြောင်းကာကွယ်ရေးတပ်ခွဲတစ်ခုလုံးကိုထောက်ပံ့မှုဆိုရင်ပုံမိုရိုးရှင်းပြီးလွယ်ကူစွာရနိုင်တဲ့ Nibo M နဲ့ Castor 2E2 Radar တွေကို Crimea ကိုတင်သွင်းခဲ့ရပါတယ်။ ဒီရေဒါတွေဖြည့်ဆည်းခံလိုက်ရတာဟာရုရှားရဲ့လေကြောင်းကာဝေးရေးတပ်ဖွဲ့တွေကို ပုံမှန်ရေဒါထောက်ပံ့ပေးဖို့ခက်ခဲနေတဲ့အခြေအနေကို ပြသနေပါတယ်။ပေါ်တလက်တိုက်ပွဲရေဒါစကန်ရဲ့ပျက်စီးမှုကလည်းခရိုင်းမီးယားအုပ်စုကိုစနစ်တွေပုံမှန်ထောက်ပံ့ပေးဖို့ပြဿနာတွေရှိနေတာကိုညွှန်ပြနေပါတယ်။ဒီစနစ်တွေကိုနီဘုံနဲ့ကက်စတာတောင်ဝင်ထမ်းဆောင်နေတဲ့ရေဒါစကန်တွေနဲ့အတူတပြိုင်တည်းတက်ဆင်ခဲ့ပြီးတစ်ခုနဲ့တစ်ခုပူးပေါင်းအားဖြည့်ပေးဖို့ရည်ရွယ်ခဲ့တာပါ။ဒါပေမဲ့ဒါကလည်းအလုံးမဖြစ်ခဲ့ပါဘူး။ ဒီရေဒါတွေအားလုံးဖျက်ဆီးခံရတာသို့မဟုတ်ပျက်စီးသွားတာဟာခရိုင်းမီးယားကရုရှားလေကြောင်းကာဝေးစနစ်ကို လုံးဝထိခိုက်စေပါတယ်လက်ရှိမှာဒီကာဝေးစနစ်ဟာ 20th တဲ့ 80th anti aircraft missile regiment နဲ့ third radio engineering regiment တို့ပါဝင်နေပါတယ်ဒါတွေအားလုံးကိုထည့်သွင်းစဉ်းစားရင်ယူကရိန်းကာဝေးဝင်ကြီးဌာနရဲ့ drone တွေနဲ့ရုရှားရဲ့မျက်လုံးတွေကိုဖမ်းယူတဲ့စနစ်တကျချုံမမှုဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ် ဒါဆိုခရိုင်းမီးယားကရုရှားလေကြောင်းကာဝေးစနစ်ရေဒါမရှိတော့ရင်ဘာတွေဖြစ်လာနိုင်မလဲရုရှားလေကြောင်းကာဝေးစနစ်တွေဟာတိုက်ပွဲတွေဖြစ်ပွားနေတဲ့နေမြေတွေနဲ့နောက်တန်းနေမြေတွေကြားမှာကြာရှည်စွာနေရာချထားပြီးသားဖြစ်ပါတယ်ရေဒါနဲ့လေကြောင်းကာဝေးစနစ်တွေကိုဆုံးရှုံးမှုတွေကိုဖြည့်ဆည်းဖို့ရုရှားရဲ့နောက်တန်းနေမြေတွေစီကိုပြန်လည်ရုပ်သိမ်းထားပြီးတော့ပြတ်တောက်သွားတဲ့အတန်တွေကိုရုရှားရဲ့တချို့နေရာတွေမှာညာတိုင်းလိုလိုကြားနေရပါတယ်ကျွန်တော်တို့ခံမှန်းထားတာကတော့ ရုရှားလေကြောင်းကာဝေးစနစ်တွေအားနည်းလာတာဟာယူကရိန်းဒရက်ခရိုင်းမီးယားကိုပြစ်မှတ်ထားပြီးရုရှားစီရေးပစ္စည်းတွေကိုထပ်မံတိုက်ခိုက်ဖို့အခွင့်အလမ်းတွေကိုဖန်တီးပေးလိမ့်မယ်။ဒီနေရာမှာရုရှားရဲ့စွမ်းဆောင်ရည်တွေပုံမရော့ကြစေလိမ့်မယ်ဆိုတာပါ။ဒါဆိုရုရှားကိုဒီလောက်ထိခိုက်စေခဲ့တဲ့တိုက်ခိုက်မှုမှာဘယ်လက်နက်တွေကိုအသုံးပြုခဲ့ရလဲ။ဖြစ်နိုင်ခြေတစ်ခုကတော့ FPV drone တချို့ကိုခရိုင်းမီးယားကိုရုရှားသိမ်းပိုက်ထားမှုကိုစတင်တဲ့ပါတီဇွဲတွေက သူတို့ရဲ့ပြစ်မှတ်တွေနဲ့နှီးကပ်တဲ့နေရာကနေလွှတ်တင်ခဲ့တာဖြစ်နိုင်ပါတယ်။ဒါကို drone တွေကနေလွှတ်တင်ခဲ့တာဆိုရင် FPV drone တွေကိုတိုက်ခိုက်မှုအတွက်အသုံးပြုတဲ့အကြီးမားဆုံးဥပမာတစ်ခုဖြစ်လာပါလိမ့်မယ်။ drone စနစ်နှစ်ခုပေါင်းစပ်မှုကိုပထမဆုံးချိန်ဇန်နဝါရီလမှာဖော်ပြခဲ့ပါတယ်။ FPV drone တွေကို drone လေဒါမှမဟုတ်လူမဲ့ရေပြင်ရေတွေကနေလွှတ်တင်ခဲ့ပြီး Ukraine ရဲ့တောင်ပိုင်း Chasing ဒေသမှာရုရှားသိမ်းပိုက်ထားတဲ့နေရာတွေကနေ Panzer S1 စနစ်နှစ်ခုနဲ့ OSA စနစ်တစ်ခုကိုတိုက်ခိုက်ဖို့အတွက်အသုံးပြုခဲ့ပါတယ်။ USB တွေကနေ FPV drone တွေတင်တာဟာဒီမြန်ဆန်ပြီးလှုပ်ရှားရတဲ့လက်နက်တွေရဲ့အကွာအဝေးကိုတိတိတသားတိုးချဲ့ပေးပါတယ်။ဒါကြောင့်ပုံမိုဝေးကွာတဲ့ပြင်းထန်တွေကိုထိမှန်စေနိုင်ပြီးပုံမိုဈေးကြီးတဲ့ရေရှည်ပစ်ခတ်နိုင်တဲ့လက်နက်တွေကိုအသုံးပြုစရာမလိုတော့ပါဘူး။ဒီလိုလက်နက်တွေဟာများသောအားဖြင့်အရေးအတွက်နေပါတယ်။ဒါပေမဲ့ယူကရိန်းကရုရှားရဲ့ရေနံအခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်တဲ့အခါမှာ သူ့မှာရေရှည်ပစ်ခတ်နိုင်တဲ့ drone တွေအများကြီးရှိနေတာကိုပြသနေပါဗျ။ FPV drone တွေကိုဒီတိုက်ခိုက်မှုတွေမှာအသုံးပြုတဲ့နောက်ထပ်အားသာချက်ကတော့သူတို့ကိုပုံမှန်လေကြောင်းကာကွယ်စနစ်တွေနဲ့ကာကွယ်ဖို့ပိုခတ်ခဲ့တာပါ။စစ်မျက်နှာစာမှာ FPV drone တွေဟာနေရာတိုင်းမှာရှိနေတဲ့ချင်းချောင်းမှုတစ်ခုဖြစ်နေပေမဲ့နောက်တန်းနယ်မြေတွေမှာတော့ဒီလိုမဟုတ်ပါဘူး။ရုရှားမှာ FPV drone တွေကိုကာကွယ်ဖို့ခရိုင်းမီးယားမှာတပ်ဆင်ထားတဲ့တံပြန်ကာကွယ်ရေးစနစ်တွေမရှိပါဘူး။ဒီစနစ်နှစ်ခုပေါင်းစပ်မှုဟာ ယူကရိန်းရဲ့ပင်လယ်နက် drone စစ်ပွဲမှာနောက်ဆုံးတိုးတက်မှုတစ်ခုဖြစ်ပြီးတော့ရုရှားလေယာဉ်တွေကိုတိုက်ခိုက်ဖို့ USB တွေကနေလွှတ်တင်တဲ့လေကြောင်းမှလေကြောင်းတို့ပြုပြင်ထားတဲ့ဒုံးကြီးတွေပါဝင်လူမဲ့စနစ်တွေကိုပုံမဆန်းသစ်တဲ့နီလန့်တွေနဲ့အသုံးပြုမှုတွေတိုးလာနေပါဗျ။ယူကရိန်းရဲ့ဤပညာဆန်းသစ်မှုတွေရဲ့နောက်ထပ်ဥပမာတစ်ခုဖြစ်တဲ့အပြင်ဒီတိုက်ခိုက်မှုလမ်းဟာခရိုင်းမီးယားကရုရှားလေကြောင်းကာကွယ်ရေးနဲ့ရေဒါစနစ်တွေကိုဆက်လက်ပစ်မှတ်ထားနေပါဗျ။ဒီစနစ်တွေကိုလှုပ်ဆောင်ချက်မဲ့နေတာဟာ ကျွန်းစွင်နဲ့အနောက်မြောက်ဘက်ပင်လယ်နက်ရဲ့ရုရှားလေကြောင်းကာကွယ်ရေးအလွှာမှာအပေါက်တွေဖြစ်စေနိုင်ပါတယ်။ဒါဟာ Storm Shadow နဲ့ Scalp PEG လို့ရေရှည်ပစ်ခတ်နိုင်တဲ့လက်နက်တွေနဲ့ရေရှည်ပစ်ခတ်နိုင်တဲ့ Kamikaze Drone တွေရဲ့အသက်ရှင်နိုင်မှုကိုထေချာစေဖို့ကြီးမားတဲ့အထောက်အကူဖြစ်စေနိုင်ပါတယ်။ Ukraine ဟာရုရှားရဲ့ပင်လယ်နက်တပ်ဖွဲ့ကိုမညီမျှတဲ့တိုက်ပွဲတွေဆင်ထွှဲနေစေဖြစ်ပြီးတင်းမောနှစ်စီးနဲ့ရဟတ်ရင်တစ်စီးကိုတိုက်ခိုက်ခဲ့ပါတယ်။ Ukraine ရဲ့ USB တွေဟာ ဒီပင်လယ်ပြင်မှာလှုပ်ရှားနေတဲ့ရုရှားသင်္ဘောတွေကိုညှားပြထားတဲ့ဆုံးရှုံးမှုတွေဖြစ်စေခဲ့ပါတယ်။ရုရှားက MI8 HIP ရဟတ်ယာဉ်တွေကို Ukraine USB တွေကိုကာဝယ်ဖို့အတွက်အသုံးပြုခဲ့ပါတယ်။အချိန်တိုတွင်တိုက်ခိုက်မှုအများကြီးလုပ်ခဲ့တာကြောင့် Ukraine ဟာရုရှားရဲ့နေကြောင်းနဲ့ဒုံးကျည်ကာဝယ်ရေးစွမ်းဆောင်ရည်တွေကိုအားနည်းသွားစေပြီးပိုကြီးမားတဲ့လေတပ်တိုက်ခိုက်မှုတွေအတွက်အခွင့်အလမ်းဖန်တီးနိုင်ပါတယ်။ Ukraine ကောင်းကောင်တွေက ရုရှားက2014ခုနှစ်မှာတိမ်းပိုက်လိုက်တဲ့ခရိုင်းမီးယားကိုပြန်လိုချင်တယ်လို့ရှင်းရှင်းလင်းလင်းပြောထားပေမဲ့လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကဒါကိုမဖြစ်နိုင်တဲ့ပန်းနိုင်တစ်ခုဖြစ်စေနိုင်ပါတယ်။ဒီအချိန်ဒီမှာကျွန်းတွေကိုတိုက်ခတ်တဲ့တိုက်ပွဲတိုင်းဟာဗလာဒီမာပူတင်ရဲ့ပုံရိပ်ကိုကြီးမားတဲ့ထိခိုက်မှုဖြစ်စေပါတယ်။ဒါ့အပြင်ဒါတွေဟာခရိုင်းမီးယားပေါ်ရုရှားရဲ့ချုပ်ကန်မှုကိုအားနည်းစေပါတယ်။ပူတင်ဟာစိတ်ချုပ်ထွေးပြီးရုရှားရဲ့တပ်နဲ့လေတပ်ကိုကျွန်းတွေကနေထွက်ခွာဖို့ဖိအားပေးခဲ့ပါတယ်။ ခရိုင်းမီးယားကရုရှားတွေဟာကျွန်းဆယ်ကနေ ထွက်ပြေးနေကြပါတယ်။အခုဒီခရိုင်းမီးယားကနေထွက်ပြေးသွားတဲ့လူကြီးဟာတသိန်းရှိပြီလို့ခန့်မှန်းရပါတယ်။ခရိုင်းမီးယားကရုရှားအရာရှိတွေနဲ့စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေဟာယူကရိန်းရဲ့တိုက်ခိုက်မှုကိုကြောက်ရွံ့တဲ့အတွက်သူတို့ရဲ့မိသားစုတွေကိုရုရှားကိုအမြန်ပြောင်းရွှေ့နေကြပါတယ်။ Attach Party ဆွဲတွေကဒီကြောက်ရွံ့မှုဟာခရိုင်းမီးယားမှာနေထိုင်တဲ့ရုရှားတွေကိုသူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့အင်ချမ်းမြေတွေကိုရောင်းချပြီးထွက်ပြေးဖို့အသင့်ဖြစ်စေတယ်လို့ထောက်ပြပါတယ်။ အထူးသဖြင့်စစ်သားတွေနဲ့ရုရှားထောက်ခံတဲ့အရာရှိတွေရဲ့မိသားစုတွေကိုရွှေ့ပြောင်းရေးစင်းရင်းတွေမှာထည့်သွင်းထားပြီးဒါဟာခရိုင်းမီးယားမှာလူမှုမကျေနပ်မှုကိုဖြစ်စေပါတယ်။ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အထွေထွေစစ်ဦးသီးချုပ်ယုံ General Stack ကလည်းဒီအခြေအနေကိုအတည်ပြုတဲ့အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။အစီရင်ခံစာမှာခရိုင်းမီးယားမှာမကြသေးခင်ကလူရန်သားအချို့ရဲ့ရွှေ့ပြောင်းမှုတွေပုံမှန်များတာလာတယ်လို့ဖော်ပြထားပါတယ်။အထူးသဖြင့် Paricop မှာရှိတဲ့ရုရှားတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့မိသားစုတွေကိုရုရှားကိုစတင်ပို့ဆောင်နေပါတယ်။ခရိုင်းမီးယားမျိုးသားခုခံမှုအဖွဲ့ရဲ့အဆိုအရရုရှားတွေဟာဦးစားပေးရွှေ့ပြောင်းရမယ့်ဝန်ထမ်းတွေနဲ့သူတို့ရဲ့မိသားစုတွေရဲ့စီရင်ကိုပြုစုထားပါတယ်။တချို့မျိုးတွေမှာဒီရွှေ့ပြောင်းရေးစီစဉ်တွေကိုအသင့်ပြင်ဆင်ပြီးအတည်ပြုထားပါတယ်။ယူကရိန်းကုန်းမြင်တဲ့နေ့တဲ့ခရိုင်းမီးယားမြောက်ပိုင်းက Krasnodar Kok မြို့မှာလည်းရွှေ့ပြောင်းရေးစီစဉ်တွေပြင်ဆင်နေတယ်လို့သိရပါတယ်။ဒီဖြစ်စဉ်တွေကကျွန်းဆွယ်မှာနေထိုင်နေတဲ့ရုရှားတွေနဲ့ သိမ်းပိုက်ထားတဲ့တပ်ဖွဲ့တွေဟာယူကရိန်းရဲ့တိုက်ခိုက်မှုကိုပုံမိုဆိုးရင်လာကြတယ်ဆိုတာကိုပြသနေပါဗျ။ခရိုင်းမီးယားရဲ့ဗဟိုဖြစ်တဲ့ဆင်ဖာပိုးမှာလည်းရွှေ့ပြောင်းရေးပြင်ဆင်မှုတွေအပြည့်အဝလှုပ်ဆောင်နေပါဗျ။ဆင်ဖာပိုးကအစိုးရဝန်ထမ်းတွေဟာရွှေ့ပြောင်းရေးဖြစ်လာရင်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတဲ့အသေးစိတ်အချက်လက်တွေကိုရရှိနေပါဗျ။အစိုးရပိုင်းလုပ်ငန်းတွေမှာလှုပ်လှုပ်နေတဲ့ဝန်ထမ်းတွေကိုရွှေ့ပြောင်းမဲ့လူတွေရဲ့နာမည်အပြည့်အစုံနဲ့မိသားစုအသေးစိတ်တွေကိုဖြည့်ဆွတ်ခိုင်းထားတယ်လို့သိရပါဗျ။ ဒီစစ်တမ်းတွေကရွှေပြောင်းရေးဖြစ်စဉ်ကိုဘလောက်စနစ်တကျနဲ့အသေးစိတ်စီစဉ်ထားတယ်ဆိုတာကိုပြသပါဗျ။ခရိုင်းမြားမှာရှိတဲ့ရွှေပြောင်းရေးပြင်ဆင်မှုတွေဟာကုန်းလမ်းကြောင်းတစ်ခုတွင်နဲ့ကန့်တတ်မထားပါဘူး။ရုရှားစစ်ဘက်ဆိုင်ရာအရာရှိတွေနဲ့သူတို့ရဲ့မိသားစုတွေကိုလေကြောင်း၊ကုန်းလမ်းနဲ့ရေကြောင်းတွေကနေရွှေပြောင်းမှုစီစဉ်ထားပါဗျ။လက်ရှိရွှေပြောင်းရေးလုပ်ငန်းလုပ်လမ်းကြောင်းတွေကိုတတ်မှတ်ပြီးသားဖြစ်ပြီးဒီလမ်းကြောင်းတွေကနေဘေးကင်းစွာထွက်ခွာနိုင်မှုကြီးဝဲထားပါဗျ။ တဖက်မှာလည်းခရိုင်းမီးယားကစိုးရိမ်ပူပန်မှုတွေဟာရွှေပြောင်းရေးပြင်ဆင်မှုတွေနဲ့ပဲကန့်သတ်မထားပါဘူး။ကျွန်းတွေကအိမ်ချမ်းမြေဈေးကွက်ဟာလည်းပြင်းထန်တဲ့ကြာဆင်းမှုတွေကိုကြုံတွေ့နေရပါတယ်။ရုရှားသိမ်းထားတဲ့နယ်မြေတွေမှာလုတ်ကင်နေတဲ့မြို့ပြဆောက်လုပ်ရေးကုမ္ပဏီတွေဟာအိမ်ချမ်းမြေဈေးကွက်မှာဝယ်လိုအားထက်ရောင်းလိုအားပိုများနေတာကြောင့်ခရိုင်းမီးယားမှာသူတို့ရဲ့လုပ်ငန်းတွေကိုယာယီရင်လာမှုဆုံးဖြတ်ခဲ့ကြပါတယ်။ဒါဟာခရိုင်းမီးယားမှာစီးပွားရေးလှုပ်ရှားမှုတွေတိတိတသားနှေးကွေးလာပြီး ရင်းနှီးမြှုပ်နှံသူတွေဟာဒီဒေသကနေစတင်ထွက်ခွာနေကြတယ်ဆိုတာကိုညွှန်ပြနေပါတယ်။2014ခုနှစ်မှာရုရှားသိမ်းပိုက်လိုက်တဲ့ဒီနေမီဟာတောင်ဘက်မှာတူရကီအနောက်ဘက်မှာဘူလ်ဂေးရီးယားနဲ့ရူမေးနီးယားအရှေ့ဘက်မှာဂျော်ဂျီယာနဲ့မြောက်ဘက်မှာယူကရိန်းနဲ့ရုရှားတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။အခုဆိုရင်အပြာနဲ့အဝါအလံတွေလွှင့်ထူနိုင်ပေမဲ့ယူကရိန်းရဲ့ခက်ခက်ခဲခဲရထားတဲ့အောင်မြင်မှုတွေကိုတန်တမန်ရေးနီးလန့်တွေနဲ့ပြန်လည်ဖြည့်ဆည်းလိုက်နိုင်ပါတယ်။ ထရမ့်အုပ်ချုပ်ရေးအဖွဲ့ဟာမော်စကိုရဲ့ကီယက်ကိုတိုက်ခိုက်တဲ့စစ်ပွဲကိုအဆုံးသတ်ဖို့အနာဂတ်မှာဖြစ်လာနိုင်တဲ့သဘောတူညီချက်တစ်ခုအနေနဲ့ယူကရိန်းရဲ့ခရိုင်းမီးယားဒေသကိုရုရှားနယ်မြေဖြစ်အသိမှတ်ပြုဖို့စဉ်းစားနေပါတယ်။ဒီကိစ္စနဲ့ပတ်သက်တဲ့သတင်းရင်းမြစ်နှစ်ခုကပြောပါတယ်။အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာအမေရိကန်ပြည်ထောင်စုအနေနဲ့ကုလသမဂ္ဂကိုဒီလိုအသိမှတ်ပြုဖို့တိုက်တွန်းနိုင်တဲ့ဖြစ်နိုင်ခြေကိုဆွေးနွေးခဲ့ကြပါတယ်။ဒီလိုတောင်းဆိုမှုဟာထရမ့်အုပ်ချုပ်ရေးကိုရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ခံယူချက်နဲ့ကိုက်ညီစေပါတယ်။ ်ပူတင်ဟာခရိုင်းမီးယားကိုသူ့နိုင်ငံရဲ့နေမည်ဖြစ်ကြာမြင့်ကြာမြင့်စွာတိမှတ်ပြုထားပါတယ်။အရင်ကမဖော်ပြခဲ့တဲ့ရွေးချယ်ကြတွေကိုအုပ်ချုပ်ရေးအဖွဲ့ကပွင့်လင်းစွာစဉ်းစားနေတာဟာထရမ့်ကပူတင်နဲ့တွေ့ဆုံမှုပြင်ဆင်နေချိန်နဲ့ရက်30စစ်ပွဲရဆက်ရေးသဘောတူညီချက်ကိုပြောနေချိန်မှာဖြစ်ပါတယ်။ထရမ့်ကဤနိုင်သူတွေဟာတချို့ပိုင်ဆိုင်မှုတွေကိုခွဲဝေဖို့ဆွေးနွေးပြီးပြီလို့ပြောခဲ့ပါတယ်။ထရမ့်ကဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင်ဆုံးဖြတ်ချက်ကိုမချမှတ်သေးရမချမှတ်ရသေးပါဘူး။ ခရိုင်းမီးယားနဲ့ပတ်သက်တဲ့ရွေးချယ်စရာတွေဟာသူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့စစ်ပွဲအဆုံးသတ်ဖို့ကြိုးပမ်းမှုတွေကရွေးချယ်စရာနှစ်ခုပဲဖြစ်ပါတယ်။ဒီသတင်းထွက်ပြီးနောက်မှာ White House ကညွှန်လင်းချက်ပေးဖို့ညှင်းဆန်ခဲ့ပါတယ်။အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ Barian Hat ကလည်းအုပ်ချုပ်ရေးအဖွဲ့ဟာဒီလိုဂတိကဝတ်မပြုထားဘူးလို့ပြောပြီးမီဒီယာကနေတဆင့်ဒီသဘောတူညီချက်ကိုညှိနှိုင်းမှာမဟုတ်ဘူးလို့ပြောပါရယ်အမေရိကန်ပြည်ထောင်စုက2014ခုနှစ်မှာရုရှားကျူးကျော်သိမ်းပိုက်ပြီး တရားမဝင်သိမ်းပိုက်ထားတဲ့ Crimea ကိုရုရှားနယ်မြေဖြစ်တရားဝင်အသိမှတ်ပြုမယ်ဆိုရင်ဥရောပနဲ့ Kiev မှာပြင်းထန်တဲ့တုံ့ပြန်မှုတွေဖြစ်ပေါ်လာပါလိမ့်မယ်။ယူကရိန်းသမ္မတ Zelensky ဟာနယ်မြေလိုက်ရောပေးမှုကိုခိုင်ခိုင်မာမာစန့်ကျင်ထားပါဗျ။ American ပြည်ထောင်စုယူကရိန်းနဲ့နိုင်ငံတကာအတိုင်းဝိုင်းအများစုဟာရုရှားကျွန်းဆွယ်ကိုသိမ်းပိုက်ထားပေမဲ့ Crimea ကိုယူကရိန်းနယ်မြေဖြစ်အသိမှတ်ပြုထားပါဗျ။ Crimea ဟာနှမြောင်းသွားဓာတ်တစ်ချောင်းလိုပါပဲ။ ယူကရိန်းကစစ်ပွဲဟာခရိုင်းမီးယားကနေစတင်ခဲ့ပြီးခရိုင်းမီးယားနဲ့ပဲအဆုံးသတ်မယ်လို့ထပ်ခါထပ်ခါပြောခဲ့ပါတယ်။ယူကရိန်းရဲ့ကျွန်းတွေမှာရှိတဲ့အောင်မြင်မှုတွေဟာလှစ်လျူရှုလို့မရအောင်ကြီးမားပါတယ်။စစ်ရေးဆောင်အုံတွေကနေလေကြောင်းကာဝေးရေးစနစ်တွေရေတပ်စမ်းဆောင်ရည်တွေကနေမဟာပြူဟာမဟာပြူဟာကျတဲ့နေရာတွေထိရုရှားဟာယူကရိန်းရဲ့တိုက်ခိုက်မှုရဲ့တက်ရောက်မှုကိုနယ်ပယ်တိုင်းမှာခံသားခဲ့ရပါတယ်။ပင်လယ်နဲ့တပ်ဖွဲ့ဟာပုံမိုဘေးကင်းတဲ့စိတ်ကမ်းတွေစီကိုစုပ်ခွာခဲ့ရပြီးခရိုင်းမီးယားကနေ ရုရှားတွေဟာကျွန်းဆွယ်ကနေစတင်ထွက်ခွာနေကြပါတယ်။ဒါပေမဲ့ဒေါ်နယ်ထရန့်ရဲ့ခရိုင်းမီးယားနဲ့ပတ်သက်တဲ့ချင်းကပ်မှုဟာယူကရိန်းရဲ့ဒီကြိုးပမ်းမှုတွေအားလုံးကို ဖုံးလွှမ်းသွားစေနိုင်ပါတယ်။ထရန့်ရဲ့မူဝါဒဟာယူကရိန်းရဲ့ကြိုးပမ်းမှုကိုဘယ်လိုတက်ရောက်မှုရှိမလဲဆိုတာကိုစောင့်ကြည့်ရအောင်ပါပါ။ခရိုင်းမီးယားဟာတကယ်ပဲယူကရိန်းရဲ့ဂုံယူစရာအဖြစ်ကျန်ရင်မလားဒါမှမဟုတ်တန်တမန်ရေးကစားပွဲတွေကစစ်ပွဲရဲ့ဥတီချက်ကိုပြောင်းလဲသွားစေမလား လာမယ့်ကာလတွေမှာခရိုင်းမီးယားရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးမယ့်အရေးပါတဲ့ဖြစ်စဉ်တွေပေါ်ပေါက်လာပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။